ကမ္ဘာအာရုံစိုက်မှုများစုစည်းရာမလေးရှားနိုင်ငံကွာလာလပူမြို့မှာကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးရဲ့ပထမဆုံးနေ့မှာပဲမေဂရသမရဒေါ်နယ်ထရန့်ရဲ့အာရှခီးစဉ်ဟာအရှင်ဟုန်နဲ့စတင်လိုက်ပါပြီဒီနေ့တနေ့ထဲမှာပဲကမ္ဘာစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုကြားကကိုယ်တော်ရေးစပွဲအလှည့်ပြောင်းကနေဒေသတွင်းသမိုင်းဝင်ငြိမ်းချမ်းရေးသဘောတူညီချက်အထိအရေးပါတဲ့ဖြစ်စဉ်တွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်ထင်ရှားဆုံးမြင်ကွင်းကတော့သမရထရန့်ကိုယ်တိုင်ကြံ့မှတ်ပြီးထိုင်းနယ်ကမ္ဘောဒီးယားနိုင်ငံတို့ကြား တို့မြင့်ထားသောအပြစ်ခက်ရစရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကတည်ကျေမှုတွေအထိဖြစ်ပွားခဲ့တဲ့နယ်စပ်တိုက်ပွဲတွေကိုအပြစ်တိုင်အဆုံးသတ်နိုင်ဖို့ရည်ရွယ်တဲ့ဒီသဘောတူညီချက်ကိုသမရထရန်ကဘယ်သူမှမလုံနိုင်ဘူးလို့ပြောခဲ့တဲ့အရာကိုကျွန်တော်လုံနိုင်ခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ချန်ပီယံကွန်ကရေရှည်တည်တဲ့ငြိမ်းချမ်းရေးအတွက်အုတ်မြစ်လို့ခေါ်ဆိုခဲ့ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကလည်း ဒါသပိုင်းဝင်နေ့တနေ့ဖြစ်တယ်လို့ဆိုပါရဲချိန်နှင်းမှာပဲနောက်ကွယ်မှာပိုပြီးအရေးပါတဲ့တပ်တမဲ့ရေးရလှုပ်ရှားမှုတွေလည်းရှိနေခဲ့ပါတယ်။အာဆီယံစည်းဝေးရဲ့ဘေးဆွယ်ဇူနီဝဲတွေမှာအမေရိကန်နဲ့တရုတ်ထိပ်တန်းစီးပွားရေးကိုယ်စားလှယ်တွေတွဲဆောင်ခဲ့ပြီးကမ္ဘာစီးပွားရေးကိုတုံ့လုံစေခဲ့တဲ့ကုန်သွယ်ရေးစုပ်ပွဲကိုခိတရက်စဲမဲ့သဘောတူညီချက်မူပေါင်းထုတ်ကိုရရှိခဲ့ပြီးဖြစ်ကြောင်းအမေရိကန်ယာရှိတွေကအတည်ပြုခဲ့ပါတယ်။ဒီမူပေါင်းအရအမေရိကန်ဘက်ကတရုတ်သွင်းကုန်တွေအပေါ်အကောက်ခွန်တရားရဂိုင်းနှုန်းတိုးမြင့်မဲ့အစီအစဉ်ကိုရပ်ဆိုင်းပေးမှဖြစ်ပြီ တရုတ်ဘက်ကလည်းကမ္ဘာနည်းပညာအတွက်အသက်သွေးကြောဖြစ်တဲ့မြေရှားသတ္တုတင်ပေါ်မှုထင်းကျော်ရေးမူဝါဒကိုတနှစ်ကြာရွှေ့ဆိုင်းပွဲဝယ်ရှိနေပါတယ်။ဒါပြင်တရုတ်ကအမေရိကန်လယ်သမားတွေစီကဖေဗီဇက်တွေကိုအများအပြားပြန်လဲဝယ်ယူဖို့လည်းသဘောတူညီခဲ့တယ်လို့သိရပါတယ်။ဒီအပြည့်အစုံသဘောတူညီချက်ကိုတော့လာမယ့်ကြာသပတေးနေ့တောင်ကိုရီးယားမှာသမ္မတထရန့်နဲ့ရှီကျင်းဖင်တို့တွေ့ဆုံချိန်မှာဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ဒါပြင်သမ္မတထရန့်ဟာအင်ရှင်မလေးရှား၊ထိုင်း၊ကမ္ဘောဒီးယားနဲ့ BNN နိုင်ငံတွေနဲ့လည်းတရားနှစ်နိုင်ငံကုံသွယ်ရေးနဲ့တထုဆိုင်ရာသဘောတူညီချက်တွေကိုအများပြားလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီသဘောတူညီချက်တွေအရအမေရိကန်ကအကောက်ခွန်နှုန်းထားတွေကိုဆက်ထိန်းထားပြီးမဲ့ရှစ်တောင်အာရှနိုင်ငံတွေကအမေရိကန်စိုက်ပျိုးရေးနဲ့စက်မှုကွန်ပျူတာတွေအတွက်အတားဆီးတွေကိုဖယ်ရှားပေးရမှာဖြစ်ပါတယ်။အထူးသဖြင့်မလေးရှားနိုင်ငံကအမေရိကန်ကိုမြေရှားတထုတင်ပို့မှုအပေါ်ပိတ်ပင်တာမျိုးမလုပ်ဖို့သဘောတူခဲ့ပြီးထိုင်းနိုင်ငံကလည်းအမေရိကန်လေရင်အဆင့်80အပါဝင် ဒေါ်လာဘီလီယံနဲ့ချီတဲ့အမေရိကန်ကွန်ပျူတာတွေမှာယူဖို့ကတိပြုခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲဒီနေ့အာဆီယံအစည်းအဝေးမှာအာရှရဲ့တက်တန်းအငယ်ဆုံးနိုင်ငံဖြစ်တဲ့တီမိုလက်စတီနိုင်ငံဟာအာဆီယံရဲ့ဆက်တက်နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ်တရားဝင်ဝင်ရောက်လာခဲ့တာဟာလည်းတမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။သမနော့ထွန်းရဲ့အာရှခီးစဉ်ပထမနေ့ဟာအလွန်အလုံးများပြီးရလကောင်တွေထုတ်ပေါ်ခဲ့တဲ့နေ့တည်းနေ့လို့ဆိုနိုင်ပါတယ်။ကမ္ဘာအကြီးဆုံးစီးပွားရေးနှစ်နိုင်ငံကြားတင်းမာမှုတွေရော့ကျသွားစေတဲ့အလားအလာ ဒေသတွင်းပဋိပက္ခကိုဖြည့်ရှင်းပေးနိုင်ခဲ့မှုနဲ့အမေရိကန်ရဲ့စီးပွားရေးအကျိုးစီးပွားကိုမြင့်တင်နိုင်ခဲ့တဲ့သဘောတူညီချက်တွေဟာဒီကိစ္စရဲ့အဓိကအောင်မြင်မှုတွေဖြစ်လာနိုင်ပါတယ်ဒီကိစ္စမှာတော့သမရထရန့်ဟာဂျပန်ကိုရောက်ရှိနေပါပြီနောက်ရတောင်ကိုရီးယားမှာအထူးသဖြင့်တရုတ်သမရရှီချင်းပြင်နဲ့တွေ့ဆုံမဲ့ APEC အစည်းအဝေးမှာဘယ်လိုရလဒ်တွေဆက်ထွက်ပေါ်လာမလဲဆိုတာကိုတော့ကဘာကဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်